အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဒီရင်းနှီးမြှုပ်နှံမှုမှာတည်ထားတဲ့ access allocation နဲ့ access diversification ဒီနှစ်ခုအကြောင်းကျွန်တော်ပြောပြပေးခြင်းပါကျွန်တော် investment လောက်တာနဲ့ပတ်သက်ပြောကြတာရှိတယ်ကိုယ့်ရဲ့ကျပ်ဥတွေကိုချင်းတစ်ချင်းနဲ့မှာဘယ်တော့မှအစုပြုံပြီးတော့ထည့်ပထားနေဆိုပြီးတော့ဒါပြောတာရှိတယ်ဗောနော်အဓိကအဖြစ်တော့ကျွန်တော်တို့ကဒီကျဲဥတွေချင်းတစ်ချင်းနဲ့မှာထည့်ထားရင် အဒီမှာကျွန်တော်ပွဲသွားရဲဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ပိုင်ဆိုင်မှုကဒီတစ်ခုတည်းနဲ့ねကျွန်တော်တို့ကပလုံသွားနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ဒီအချင်းတစ်ချင်းနဲ့မှမထားဘဲနဲ့ကျွန်တော်တို့ကဒီခတ်ဖြာပြီးတော့ဖြန့်ကျက်ပြီးတော့ထားဆိုပြီးတော့ပြောတာရှိတယ်သူသဖြင့်တော့ကျွန်တော်တို့ကအကိုရဲ့ဒီပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ရင်ကြော်ဝမှုနဲ့ပတ်သက်ရင်ပေါ့နော်ကျွန်တော်တို့ဒီ race ကိုအတက်နိုင်ဆုံးရှော့ချဖို့ကျွန်တော်တို့အန်ဒီရဲ့အနည်းဆုံးဖြစ်အောင်ထားဖို့ပေါ့နော်ဆိုတာဖြစ်ဆိုတော့ ီ access တွေကိုကျွန်တော်တို့ကဒီဖြန့်ကျက်တာနဲ့ပတ်သက်ဒီ access allocation နဲ့ access authentication ဆိုပြီးတော့ကျွန်တော်နှစ်မျိုးရှိတယ်ဗောနော access allocation ဆိုတော့ကိုယ့်ရဲ့ access တွေကိုကျွန်တော်တို့ကမတူတဲ့ access class ဒီမှာကျွန်တော်တို့ကထားဖို့ဗောနော်ထားဖို့ဆိုတော့အထားဖို့တော့ကိုယ်မှာပိုင်ဆိုင်မှုတစ်ခုရှိတယ်ဆိုရင်ကျွန်တော် inverse လုပ်မယ် inverse လုပ်မယ်ဆိုရင်မဘယ် access class မှာကျွန်တော် inverse လုပ်မလဲမ stock မှာ inverse လုပ်မလားကျွန်တော် exchange မှာ inverse လုပ်မလား အဲတခြားကျွန်တော်တို့ကဒီရွှေတို့ဘာတို့မှကျွန်တော်တို့ကရင်းနှီးမြှုပ်နှံမလားဆက်ဖြင့်ဒီမတူညီတဲ့ asset class တွေမတူတဲ့အဲကျွန်တော်တို့ကဒီရင်းနှီးမြှုပ်နှံအမျိုးအစားတွေမှာကျွန်တော်ခွဲပြီးတော့ကိုယ်ပိုင်ဆိုင်မှုတွေကျွန်တော်တို့ခွဲပြီးတော့အထားတာမျိုးကျွန်တော်တို့ asset allocation လို့ဆိုလို့ပါတယ်နောက် asset diversification ပေါ့နော်ဒီ asset diversification ကြတော့ तू ကဒီ asset allocation နဲ့တူရအောင်ရှိတယ်ဒါပေမဲ့ तू ကမတူတာပါလဲဆိုတော့ asset allocation ကခုနဒီ asset class မတူတာတွေမှာကျွန်တော်တို့ကခတ်ဖြာပြီးထားတာဒီ diversification ကြတော့ကျွန်တော်တို့က ဒီ asset class အမျိုးအစားတစ်ခုတည်းပဲထားပါတော့ကျွန်တော်တို့ stock မှာ invest လုပ်မယ်ဆိုပါတော့အဲဒီမှာ invest လုပ်တာကကျွန်တော်ကိုဒီ investment စုစုပေါင်းတော့ဒီ portfolio စုစုပေါင်းရဲ့ကိုပိုင်ဆိုင်မှု25ရာခိုင်နှုန်းရှိတယ်ဆိုပါတော့ဒီ25ရာခိုင်နှုန်းကိုပဲကျွန်တော်တို့ကဒီဒီ stock ထဲမှာ base stock တွေကိုကျွန်တော် invest လုပ်ထားမလဲပေါ့ထားပါတော့ညမကြီးမောင်ဆိုကျွန်တော်တို့ FMI မှာ invest လုပ်မလားဒီ first private bank မှာ invest လုပ်မလားဒီ MPSH မှာ invest လုပ်မလားစသဖြင့်ကျွန်တော်တို့က အကိုရဲ့ဒီဒီ stock market ကိုပဲပြန်ပြီးတော့ခွဲထားတဲ့ဟာမျိုးပေါ့။ဒါပေမဲ့ international မှာကျွန်တော် invest လုပ်မယ်ဆိုရင်ဟိုမှာ Facebook မှာ invest လုပ်မလား Tesla မှာ invest လုပ်မလား။နောက်ကျွန်တော်တို့ဒီ Microsoft မှာကိုနေနဲ့ investment ဘယ်လောက်ထားမလဲ။အစားဖြင့်ကျွန်တော်တို့ကဒီ stock market ကိုမတူတဲ့ stock တွေမတူတဲ့ company တွေမှာကျွန်တော်တို့ကဒီခွဲပြီးတော့အကိုရဲ့ investment ပေါ့နော်။လိုက်ထားတဲ့ဟာမျိုးကျွန်တော်ဆိုလိုတာဖြစ်ပါတယ်။ဒါကြောင့်မလို့ investment လုပ်တဲ့အခါ ီ access allocation အရေးကြီးတယ် access diversification အရေးကြီးတယ်ကိုပိုင်ဆိုင်တဲ့ access တွေကျွန်တော်တို့ကခတ်ဖြာပြီးထားနိုင်လေဒါ risk ကပို့ပြီးတော့နည်းလေးဖြစ်ပါတယ်အရေးကြီးတာကိုယ့်ရဲ့ furniture ကိုအတွက်ကျွန်တော်တို့ကဒီ investment လုပ်တဲ့အခါဒါတွေကျွန်တော်နားလည်ထားဖို့အရေးကြီးတယ်နောက်တစ်ချက်အရေးကြီးတာကကျွန်တော်တို့ကို invest လုပ်တဲ့ဒီ asset class ကြောင်းကျွန်တော်နားလည်ဖို့အရေးကြီးတယ်နောက်တစ်ခုကကိုတကယ်လက်လန်းမိလားထဲထဲဝင်သဘောပေါက်လားဒါတွေကိုအများအားဖြင့်သတိပြုဖို့အရေးကြီးပါတယ် တိုတိုင်ငွေချင်းနဲ့စီးပွားဆိုင်ရာဗီဒီယိုတွေပုံမှန်ကြည့်ရှုနားဆင်ကြတဲ့ဆိုတော့ channel လေး subscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်